မင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ရပါတယ်ကျမကတော့ season 2ဆက်သနန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလံကလေးတစ်ပုဒ်ကိုရေးချင်တင်ဆက်ပေးချင်ပါတယ်ဒါရှာပရိသတ်လေးတို့ကပြပြန်လေးခင်ပြီးတော့မှဇလံလေးရဲ့အစုံထိပ်ကိုချစ်ရှုအားပေးကြပါအောင်နော် Hi ကျမကတော့ဟန်နာဖြစ်ပြီးတော့အသက်ကတော့27နှစ်ရှိပါပြီပရိသတ်တို့ကျမကိုကြည့်ပြီးတော့အသက်27နှစ်ဆိုတာမရှုံးနိုင်ဘူးမလား ကျွန်မကအခုလိုမျိုးကလေးလေးနဲ့တူနေရတဲ့အကြောင်းရင်းတစ်ခုရှိပါတယ်။ဒါကိုသိချင်နေဆိုရင်တော့ပရိသတ်လေးတို့က like and subscribe လုပ်ပြီးတော့ဇလလေးရဲ့အစိုးထီကိုစောင့်မျှော်ကြည့်ရှုကြပါအောင်နော်။ကျွန်မကကလေးဘွားကလေးကမိဘမဲ့ကရမှာအချီးပြင်လာခဲ့ရပါတယ်။ဒါကြောင့်ပဲကျွန်မမိဘရဲ့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်မဘာတစ်ခုမှမသိခဲ့ပါဘူး။ဒါပေမဲ့လည်းကျွန်မဘွားကိုပျော်ရွှင်ဆုံးဖြစ်အောင်လို့နေထိုင်ခဲ့ပါတယ်။ကျမအသက်၁၂နှစ်အရွယ်ရောက်တာတော့မှကျမရဲ့ခန္ဓာကိုယ်ကဆက်ပြီးတော့ဖွံ့ဖြိုးမလာတော့ဘဲနဲ့အရက်ကလည်းရက်တန့်သွားခဲ့ပါဗျ။ ။ဒါကြောင့်သိပ္ပံပညာရှင်ဖြစ်တဲ့ဒေါက်တာဟောက်စ်ကကျွန်မကိုစမ်းသပ်ချက်တွေပြုလုပ်ခဲ့ပါတယ်။သူကထမြက်တဲ့ဆရာဝန်တစ်ယောက်ပါ။ဒါပေမဲ့နည်းနည်းတော့အဲကြောက်တောက်နိုင်တယ်လို့ပဲပြောရမလား။ပုံမှန်ဆိုရင်ညံကောင်းတဲ့သူတွေကနည်းနည်းလေးယူနိုက်တက်တဲ့ဆရာပြိသက်တို့လည်းလက်ခံနေမလား။ဆရာဝန်ကကျမကိုစစ်စစ်ချက်တွေပြုလုပ်ပြီးတဲ့နောက်ကျမမှာထူးဆန်းတဲ့ယောဂတမျိုးရှိနေတာကိုသိလိုက်ရပါတယ်။ငါပြောရတာတော့စိတ်မကောင်းပါဘူးဟဲ့နော်။မင်းကဒီလိုမျိုးပဲကလေးလေးလိုပဲနေသွားရတော့မှာ။ ဒါဆိုဆရာပြောချင်တာကတမီးကဒီတက်ပို့ပြီးမကြီးကနေတော့ဘူးလားဟုတ်တယ်ဆရာလည်းစိတ်မကောင်းပါဘူးဟာမိုက်တာပဲကျမရှန်ကိုဝမ်းတတ်သွားခဲ့တယ်ဘာလို့များကျမတို့ကဒီခန္ဓာကိုထွားဖို့လိုအပ်နေအောင်မလဲကျမရွှေရောက်လာတဲ့အချိန်တော့ကောလိပ်ကိုတက်ရပြီးတော့အလုပ်တွေကိုလုပ်ရအောင်မယ်ဆိုတာကိုတော့ကျမထည့်ပြီးမစဉ်းစားခဲ့မိပါဘူးဒါကြောင့်ပဲကျမအသက်၁၂နှစ်ရွယ်ကိုရောက်တဲ့အချိန်မှာဒေါက်တာဟောက်စီကိုပြန်လာခဲ့ပါတယ် ဆရာသမီးအတွက်ဆယ်နှစ်နှစ်ပြည့်ပါတယ်ဆိုရဲအတိမတ်ပြတဲ့အရာတခုခုပေးလို့မရဘူးလားအဲ့ဒါမှအရင်လက်မှတ်ကိုတုံးပြီးတော့တခြားမိဘမဲ့ခင်ရတွေကိုပြောင်းပြီးတော့နေထိုင်လို့ရမှာဆရာကကျွန်မကိုကူညီဖို့အတွက်သဘောတူလိုက်ပါတယ်ဘာလို့ဆိုတော့နှစ်ပေါင်းများစွာဆရာနဲ့ကျွန်မတို့ကခင်မင်ခဲ့တာကြားလာပြီလေ Rick နဲ့ Morty လိုမျိုးကျွန်မတို့နှစ်ယောက်ကစစားကန့်တွေကိုဖန်တီးချမဲ့ပုံပေါ့ကျမရဲ့အစီအစဉ်ကအလုပ်ဖြစ်သွားပြီးတော့ကျမတခြားမိဘမဲ့ခင်ရကိုပြောင်းပြီးတော့နေထိုင်ခဲ့ပါတယ် ဒီလိုမျိုးကျမမိဘမိခင်ရတွေတစ်ခုပြီးတစ်ခုပြောင်းမိနေထိုင်ခဲ့ပေမဲ့ကျမရဲ့အသက်ကတော့22နှစ်ရှိလာခဲ့ပါပြီ။ဒေါက်တာဟဆရဲ့အကူအညီနဲ့တူကျမကကလေးတတ်တာပဲတခြားသူတွေကိုလှည့်စားပြီးနေနေခဲ့တာပါ။ဒီမှာ ID ကအစ်တင်နော်။ကျေးဇူးတင်ပါတယ်ဆရာ။ဒါကြောင့်မဲကျမကအစားစရာတွေ့ရောနေစရာတွေ့ရောဘာမှစိတ်ပူစရာမလိုခဲ့ပါဘူး။ဒါကောင်းတဲ့အရာပဲမလား။ဒါပေမဲ့ကျမဒီထက်ပိုပြီးတော့လိုချင်လာတာကိုကျမကကုတ်ကူနားလည်လာခဲ့တယ်။ ဥပမာအနေနဲ့ကျမခမမိုက်ကကောင်စာချစ်ကိုလည်းဆွေးကျင်ပြီးတော့ကဘာလည်းပတ်ပြီးခီးသွားချင်သေးတာဒါပေါ့ဒါရီကိုလောက်ဖို့အတွက်ကျမပတ်ဆက်မရှိပါဘူးဒါကြောင့်မဲ့ကေယာကိုကလေးမွေးစားဖို့အတွက်ချမ်းသာရေးစုံတွဲတွေလာတဲ့အခါတိုင်းကျမသူတို့ရဲ့အာရုံစိုက်မှုကိုရှာဖို့အတွက်စူးစမ်းခဲ့ပါတယ်တရက်ကျတော့မစ္စတာနဲ့မစ်ပတ်ဆက်အိတ်တို့ရောက်လာပါတယ်အေးမဟုတ်ပါဘူးမစ္စတာနဲ့မစ်ကလပ်ပါသမီးကဘောလုံးကစားရတာကိုလည်းသဘောကျတယ် ပြီးတော့အတန်းထဲမှာလည်းစအတော်ဆုံးပဲလေ။ဟာတောင်းလိုက်တဲ့ကလေးလေးပါလား။တကယ့်ကိုကြောက်စိမ့်တော့လေးပဲ။ဒီလိုနဲ့ပဲမကြခင်မှာအရှာအလုံးကကျမရဲ့လက်အကိုရှာသွားခဲ့တာပေါ့။ကျမကိုမွေးစားလိုက်တဲ့ကျမရဲ့အဖေနဲ့မိကသူတို့ရဲ့အိမ်ကိုခေါ်သွားပြီးတော့ကျမကိုချစ်ချင်းမြတ်တာတွေရောခြောက်ပတ်မှုတွေကိုအများကြီးပေးခဲ့ပါရယ်။အရေးကြီးဆုံးကတော့ပတ်စံပဲဖြစ်ပါရယ်။ဟုတ်ပြီလေဒါကငါရဲ့ဘုရားပဲတတလုံးကလေးလေးအဖြစ်နဲ့နေရတော့မှာ ။ဘာကောင်မလဲတောင်းယူစရာမလိုအပ်ဘူး။ဟုတ်တယ်မလား။ကျမဘွားလေးကအဆင်ပြေပြေနေနေခဲ့ပေမဲ့တနေ့ကျတော့ Mr. နဲ့ Miss Black ကကျမကို shopping mall ခေါ်သွားခဲ့ပါတယ်။ရုပ်တရက်ကြီးရဲသားတယောက်ကကျမစီကိုပြေးလာပြီးတော့ကျမကိုလက်ထိတ်ခတ်လိုက်ပါတယ်။ပြီးတော့ yes ကန်ကိုအချောင်းပြချက်မရှိဘဲနဲ့ကျမကိုခေါ်သွားခဲ့ကြတယ်လေ။မိဘတွေကလည်းစိတ်ပူပြီးတော့ကျမနောက်ကိုလိုက်လာခဲ့ကြတယ်။ပြီးတော့မှရဲသားကကျမကိုဘာကြောင့်ခေါ်သွားရလဲဆိုတဲ့အကြောင်းပြချက်ကိုရှင်းပြပါတယ်။ဒီကလေးမလေးက အိတ်ထဲမှာလဲဆွဲကိုခိုးသွားရဲဆိုရဲတက်တေကန်ငါတို့တွေ့ထားပြီးပြီသူခိုးနေတာကိုမြင်နေသူလည်းရှိတယ်ကျမလည်းပောက်ွဲပြီးတော့ပြန်အော်တော့မဲ့ချိန်မှာပဲရဲသားကရုတ်တရက်ကျမလွယ်အိတ်ထဲကလဲဆွဲကိုထုတ်လိုက်တော့မှကျမလည်းပြောစရာစကားမဲ့သွားတယ်ကျမမကြခင်မှာထောင်ထဲရောက်တော့မယ်လို့ရဲသားကပြောတယ်မစိုးရိမ်မနဲ့တမီးလေးတမီးလေးကိုလွတ်သွားအောင်လို့အမေတို့ကြိုးစားမယ်နော်အကောင်းဆုံးရှိနေကိုငှားပြီးတော့တမီးကိုထောင်ကနေလွတ်အောင်လို့အဖေတို့လုပ်ပေးမယ်ဒီလိုပြောပြီးတော့မိဘတွေကကျမကိုရဲစခန်းမှာထားပြစ်ခဲ့ပါတယ် ကျမကတော့ရုပ်ဆိုးလာပါတယ်ဆိုတော့ထောက်ဝဲဆိုကြီးကိုဝေးရတော့မလဲဒါပေမဲ့ရုပ်တရက်ကျမသတိရမိတာကဘာကြောင့်ကျမကိုဒီလိုအချင်းချောင်ထဲမှာချုပ်ထားတာလဲကျမရဲ့တက်ကဆက်နေနေပဲရှိသေးတာမဟုတ်ဘူးလားဒါနဲ့ဦးလေးကြီးဘာလို့တမီးကိုဒီမှာချုပ်ထားတာလဲတမီးကအသက်ဆက်နေနေပဲရှိသေးတာလေမင်းကငါတို့ကိုလိမ်နာများနေပြီနော်ငါတို့ assistant ထဲမှာအလုပ်ရှာပြီးသွားပြီမင်းရဲ့အသက်က27နှစ်ရှိပြီဆိုတာကိုငါတို့အလုပ်သိထားတယ်မင်းကခလေးလေးဟန်ဆောက်ပြီးတော့ တခြားပစ္စည်းတွေကိုလည်းလိုက်ခိုးနေတာပဲမလားဒီတခါတော့ဟဲနာမင်းကတော့လက်ထက်ကမလွတ်စေရတော့ဘူးအရှာအလုံးကအဆိုးဆုံးနေဖြစ်လာခဲ့ပါတယ်မိဘတွေကသူတို့ပြောထားတဲ့ကတိအတိုင်းကျမကိုလာခဲ့ဖို့ပဲမျှော်လင့်ရတော့မယ်တခြားအချုပ်ထဲမှာရှိနေတဲ့အမျိုးသမီးတွေကကျမကကလေးတေးတေးလေးဆိုပြီးသူတို့အတွက်အနိုင်ကျင့်မှုအရလွယ်ကူနေတာပေါ့ဟေးကလေးမနေ့ရက်ဘူးတင်ငါ့ကိုပေးစမ်းဒါပေမဲ့သူတို့လာရှုပ်တဲ့သူမှားသွားပြီဆိုတာကိုကျမပြရမယ်လေ ကျွန်မသူ့ရဲ့စားတောက်ပန်းကြီးကိုယူပြီးတော့လှုပ်ပြလိုက်တယ်။ကဲဘယ်သူမှမြန်ကျွန်မရဲ့ပူတင်ကိုယူချင်းသေးလဲ။လာယူလိုက်စမ်းပါ။တရက်ကျတော့နီကိုလိုခေါ်တဲ့အမျိုးသမီးကအချင်းတော်ရဲ့ခြံဝင်းထဲမှာရှောက်သွားနေတာကျွန်မတွေ့လိုက်ရပါတယ်။သူ့ရဲ့ပုံစံကအကစားသမားကြီးလိုပဲကြွက်သားတွေကလည်းအကြီးကြီးပဲ။ဒါပေမဲ့သူကခလေးလေးတယောက်လိုမျိုးအိမ်နားမှာနေထိုင်ပြီးတော့ငိုနေတာ။သမီးအိမ်ပြန်ရှင်နဲ့ပေပေကလာခေါ်ပါတော့သူကကျမရဲ့စိတ်ဝင်စားမှုကိုဖန်ဆားလိုက်ပါတယ် ဒီလောက်လူကောင်ကြီးကြီးပြီးတော့သူပါဖြစ်လို့အယူမလို့မျိုးငိုနေရတယ်လို့ကျမမေးလိုက်တာပေါ့ဒီကဲတော့ငါက14နှစ်ပဲရှိသေးတာဒါပေမဲ့ငါရဲ့ပုံစံက14နှစ်ထက်ပိုပြီးတော့အရရောက်တဲ့ပုံဖြစ်နေတာဒီအလူတွေအလုံးကငါထက်အသက်ကြီးတဲ့တွေကြီးပဲဟမ်ဒါဆိုရင်ငါဘယ်လိုလုပ်ပြီးတော့ဒီကိုရောက်လာတာလဲသူ့ရဲ့မိတွေဖြစ်သူကသူ့အဖေအိမ်မှာမရှိတော့သူ့ကိုမိဘမဲ့ခေယာမှာထားပစ်ခဲ့တယ်လို့ပြောပါတယ်ဒါပေမဲ့နီကိုကမိတွေရဲ့လက်ထက်ကနေလွတ်အောင်လို့ပြေးနိုင်ခဲ့တယ် ကံမကောင်းကျင်တော့မြို့ထဲမှာလမ်းပြောက်နေကြတယ်။ငါထွက်ပြေးလာတဲ့ချိန်တုန်းကပတ်ချက်လည်းမရှိသလိုဖုန်းလည်းမရှိဘူးလေ။အဲအကြောင်းလမ်းမှာပဲရှောက်သွားနေကြရတယ်။ငါဖေကငါ့ကိုလာရှာမယ်လို့မျှော်လင့်နေတာ။ဒါပေမဲ့ငါအရင်ပိုင်းစားလာတယ်။အဲအကြောင်းပတ်ချက်နေခိုးပြီးတော့ငါမဝေစားဘူးလို့တယ်။ဒါနဲ့ပဲနင်းကထောင်ထဲကိုရောက်လာတယ်ပေါ့။ငါအသက်၁၄နှစ်ပဲရှိသေးတယ်လို့ပြောတာကိုဘယ်သူမှမယုံကြဘူးလေ။ကျမကတော့သူ့ကိုယုံပါတယ်။ဘာလို့လဲဆိုတော့ကျမနဲ့သူ့ရဲ့အခြေအနေကအတူညီကြတာကို။ ညီကိုကအင်ပြန်ကျင်နေဆိုပြီးတော့နောက်တစ်ခေါက်ထပ်ကိုပြန်ပါတယ်။ကျမလည်းသူ့အတွက်ဆင်မကောင်းဖြစ်တော့သူ့ကိုနှစ်သိပ်ပေးခဲ့ပါသေးတယ်။အခုတော့မငိုပါနဲ့တော့ဟာနေအပေကနေကိုလာခဲ့မယ်လို့ငါယုံကြည်တယ်။ကျေးဇူးတင်ပါတယ်။ညီကအသက်ငယ်ငယ်လေးနဲ့အရန်တတိရှိတာပဲနော်။ကျမကဒီလိုပုံစံဖြစ်နေပေမဲ့အသက်က22နှစ်ရှိနေပြီလို့သူ့ကိုပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးတော့နီကိုကကျမနောက်ကိုခွေးပေါက်လေးလိုမျိုးရှောက်ပြီးလိုက်နေခဲ့ပါတယ်။အဲ့ဒါကကျမအတွက်အဆင်ပြေပါတယ်။ သူကအရက်ကရှိရှိကြွက်သားတွေကလည်းကြီးကြီးနဲ့ဆိုတော့တခြားထောင်သားတွေကကျမတို့နားကိုမကပ်ရဲဘူးပေါ့အချင်းကြလာတဲ့အမညာကျမမိဘတွေကိုစောင့်နေပေမဲ့သူတို့ကျမစီကိုရောက်မလာကြသေးပါဘူးသူတို့စီမှာကိစ္စဆိုးတစ်ခုခုကြုံနေရမလားဆိုပြီးကျမစိတ်ပူနေမိပါတယ်အဲ့ဒီအချိန်မှာရဲသားတယောက်ကကျမကထောင်ထဲမှာနှစ်ပေါင်းမြောက်စွာနေရအောင်မလို့ပြောလာပါတယ်သူပြောတဲ့စကားအရကျမဒီကနေလွတ်မြောက်အောင်လုပ်ဖို့လိုနေပြီဆိုတာကိုသိလိုက်ရပါတယ်လောက်ဆံမဟန်နာနေရအောင်နောက်ကိုတောင်းလိုက်ဆံပါ ဒီအချင်းထောင်ထဲကနေဘလို့လွမြောက်အောင်လုပ်ကြမလဲကျမအခန်းကိုပတ်ပတ်လည်ကြည့်လိုက်တော့မျက်နှာချက်မှာအပေါက်တစ်ခုတွေ့လိုက်ပါတယ်ဒီလမ်းကနေအပြင်ကိုရှောင်းနေမဲ့ထွက်ပေါက်တစ်ခုပဲဖြစ်ရမယ်ကျမအခုစဉ်းစားရမှာကအဲ့ဒီအပေါက်ကိုဘလို့ရောက်အောင်လုပ်လို့ရမလဲကျမလှေကားလို့ရဒါမှမဟုတ်အရက်ရှိတဲ့သူတယောက်ချက်ချင်းမဲ့ညီကိုကိုသွားပြီးစဉ်းစားမိတာပေါ့အဲ့ဒီအချိန်မှာသူကတော့လေးလံနေတဲ့အိယာကြီးကိုမလိုက်ပြီးတော့သူ့ရဲ့တခြားလုံးထုတ်ကိုကောက်နေပါတယ် အဲ့ရကြီးကသူ့အတွက်ပေါပပပလေးလိုပဲ။ဝေါ၊ तू ကတော်တော်လေးတန်မာတာပဲ။သူနဲ့သာဆိုကျမအပေါ်ကိုတက်နိုင်လိမ့်မယ်လို့ကျမသိသွားတယ်။လုံချုံရွေးတွေနေလည်စားသွားစားနေတဲ့အချိန်နီကိုကိုအပေါ်မြောက်ပေးဖို့အတွက်ကျမပြောလိုက်ပါတယ်။ရဲတွေတွေ့သွားရင်ငါတို့ကိုစူမပေါ့ဟ။မဟုတ်ဘူး။ဒီငါ့အရှင်လွတ်အောင်လုပ်ပေး။ငါအပြင်ရောက်တဲ့အချိန်ကျနေ့ရက်ဖေကိုရှာပြစ်မယ်လေ။သူကကြင်ကြင်နဲ့နဲ့နဲ့ခေါင်းညိတ်လိုက်ပြီးတော့ကျမပြောတဲ့အတိုင်းလုပ်ပြီးပါတယ်။မိနစ်အနည်းငယ်အတွင်းမှာပဲကျမမျက်နှာစက်တွေကိုရှောက်သွားပြီ လွတ်လပ်မှုရဲ့အရသာကိုခံစားဖို့အတွက်ကျမနီးကပ်နေပြီလေ။အဲဒီအချိန်မှာရုတ်တရက်ထူးဆန်းတဲ့ဆူညံတန်းတွေကိုကျမကြားလိုက်ရပါတယ်။နောက်ကိုလည်းကြည့်လိုက်တော့နီကိုဖြစ်နေရလေ။ငါ့ကိုစိတ်မဆိုးပါနဲ့ဟန်နာ။ငါလည်းဒီမှနေရတာအရန်ကိုပြင်းနေပြီဟ။အဲ့ဒါကြောင့်တူတူလူမြောက်အောင်လို့လုပ်ရအောင်နော်။အပြင်ရောက်သွားတဲ့အခါကျငါလည်းငါပသားကငါဖြစ်ဦးရှာလိုက်မယ်လေ။တိတ်လိုက်ပါတော့။ဒါကငါစီစဉ်ထားတဲ့စီစဉ်တိုင်းမဟုတ်ဘူး။ကြည့်ချက်ရမရှိတော့ကျမလည်းနီကိုကိုကျမနဲ့ခေါ်လာလိုက်ရပါတယ်။ကောင်းပြီလေ အဆောင်နေမလာခင်ကတော့မြင်မြင်ပြေးရအောင်ကြကြခင်မှာပဲအချင်းတောင်တွေကထွက်လာခဲ့ပြီးတော့အပြင်ဘက်ကခြုံပုတ်တီနာမှာပုံနေခဲ့ပါတယ်အခုချိန်အစားပြီးတော့ငါတို့တက်တက်စီသွားတာကောင်းလိမ့်မယ်ညလဲနေ့အိမ်ပြန်လိုက်တော့ငါလဲငါအိမ်ပြန်ရွှာရအောင်မယ်ကျမထွက်ပြေးဖို့အတွက်ဆင်သစ်ဖြစ်နေတဲ့အချိန်မှာဒီခုတ်ကကျမလက်ကိုလှမ်းပြီးတော့ဆွဲထားလိုက်ပါတယ်ငါအိမ်ကိုဘလို့ပြန်ရမလဲမသိဘူးဟထပ်ပြီးတော့လမ်းပြောက်သွားရင်ဘလို့လုပ်မလဲရဲရီအငါ့ကိုဖမ်းသွားမှာလीအဲ့ဒါကြောင့်ငါ့ကိုကူညီပါဟာဟမ်း ကျမလည်းချက်ပြီးအဂျင်စီတစ်ခုဂျင်စီကပြန်တယ်။တစ်ဖက်မှာလည်းကျမကညီကိုရဲ့အမိမဟုတ်တော့ကျမသူ့ကိုစောင့်ရှောက်ပေးဖို့တောင်းဝင်မရှိဘူးလေ။ဒါပေမဲ့သူ့ကိုရဲဖန်သွားတဲ့အခါကျရင်လည်းကျမဘယ်မှာလဲဆိုတာကိုသူပြပြလိုက်နိုင်တယ်။အဲဒါကြောင့်သူ့ကိုကျမနဲ့ခေါ်လာလိုက်တာက ကျမအတွက်ပိုပြီးအန္တရာယ်ကင်းမယ်ထင်တယ်။ခြုံပုတ်တွေကနေလမ်းကြွေတဲ့အထိကျမတို့တိတ်တိတ်လေးထွက်လာခဲ့ကြတယ်။နောက်ဆုံးမှာတော့ကျမမွေးစားမိဘတွေနေတဲ့အိန္ဒိယကိုကျမရောက်လာခဲ့တာပေါ့။ဝေစားမိဘတွေကကျမကိုမြင်တော့အယံလန့်သွားတယ်။ ီးတော့ကျမတငယ်ချင်းလည်းပါနေတာကိုဟန်နာတမီးကအချင်းတောင်တွေက ထွက်ပြေးလာတာလားဟုတ်တယ်လေအံ့ဩသွားကြလားဘာဖြစ်လို့တမီးကိုလာမခေါ်ကြရလဲအာအဖေတို့ထင်တာထက်ပိုပြီးတော့အချင်းတွေကရှောက်ထွေးနေလို့ပါတမီးရဲ့မိဘတွေကအိမ်မှာပဲကျမတို့ကိုဖွက်ပြီးထားပြီးတော့ဆောက်ရှောက်ပေးမယ်လို့ပြောပါရယ်အရှင်ဦးဆုံးတမီးတို့အခန်းမှာသွားနှားလိုက်ကြတော့ဘာဆက်လုပ်ကြမလဲဆိုတာမေရိုပြီးမှစဉ်းစားလိုက်တော့မယ်ဒီကိုရလက်ကိုဆွဲပြီးတော့ကျမလည်းအခန်းဘက်ကိုပြန်လာခဲ့ပါရယ် ်အင်ဂျီလဲပြီးတော့ကျမလဲကျမအမေရဲ့ဝတ်စုံလေးကိုသူ့ကိုပေးဝေးလိုက်ပါတယ်အမေရဲ့ဝတ်စုံလေးကပဲသူ့နဲ့တော်မှာလေအကြည့်စမ်းပါဦးငါဒီဝတ်စုံလေးဝတ်လိုက်တာမိမကြီးကြောက်နေရပဲဟဲငိုတော့မကုန်နဲ့နော်ငါမှလည်းဒါပဲရှိတယ်ကျမသူ့ကိုရှေ့ကမို့တစ်ခွက်ဝယ်ကြည့်လိုက်ပြီးတော့ကာတွန်းလေးလေးဖွင့်ပြထားလိုက်ပါတယ်ခဏနေတော့မေးစားမိပါရဲ့စီကိုစကားတော့ပြတ်ပုတ်လုပ်တဲ့အချိန်မှာအရှဲကားစံတချို့ကိုကျမချလိုက်ရတယ်လေ။ရှဲကားကကျမရဲ့အိမ်ကိုတိတိကျကျဥတီလာနေတယ် မိဘတွေကအခန်းထဲဝင်လာပြီးတော့သူတို့ပြုံးနေတဲ့ပုံစံကိုကျမသဘောမချပါဘူး။ဘာဖြစ်ကုန်တာလဲ။အမေတို့ကရဲကိုခေါ်လိုက်ကြတာလား။နေကနေကိုနေထက်မြက်တယ်လို့ထင်နေရမလား။ဟမ်။နေကအသက်20နှစ်ရှိပြီဆိုတာကိုငါတို့သိထားပြီသား။ဒေါက်တာဟော့စတစ်နေနဲ့ဂျက်စီနေရာတွေကိုငါတို့ဆေးရုံမှာခဲကကြားပြီသား။အဲ့ဒါကြောင့်ညို့တမင်တက်တက်မွေးစားခဲ့တာ။ပြီးတော့မှရဲလက်ထဲကိုအပ်ပြီးနိုင်ဖို့လေ။ကျမရဲ့လိမ်လည်မှုကနေရရှိလာတဲ့ရောချင်းငွေတွေကိုလိုချင်တာကြောင့် တို့ကဒီလိုလုပ်ခဲ့တာဖြစ်ပါတယ်။ရှင်တို့ကအရှင်းမကောင်းတဲ့သူတွေပဲ။စမတ်ထက်တောင်ပို့ပြီးရုံးမှကြသေးတယ်။ဒီတော့ဘာဖြစ်လဲ။မြင်ပါမှမပြတ်နိုင်ဘူးမလား။တို့ကကျမတို့ကိုအခန်းထဲပိတ်ထားလိုက်ကြပြီးတော့ရဲရစ်စီကိုသွားနေကြပါတယ်။ကံကောင်းစွာနဲ့နီကိုကကျမကိုကယ်တင်ဖို့လုပ်ပါတယ်။စိတ်ဆိုးတွေရဲ့ဝမ်းမုန်ကြီးတကောင်လိုမျိုးတကားကဝန်ခွင့်နဲ့ဖွင့်လိုက်ပြီးတော့ကျမတို့နှစ်ယောက်ထွက်ပြေးလာခဲ့တာပေါ့။ရဲရီကလည်းကျမတို့ကိုတွေ့သွားပြီးတော့နောက်ကလိုက်ကြတယ်။ဒါပေမဲ့ပန်းစံထဲမှာတို့ကိုမျက်ချီဖြစ်နိုင်ခဲ့ပါတယ်။ဟနာ ငါတို့အခုဘယ်လိုလုပ်ကြမလဲ။ရှ်း။ငါစဉ်းစားဖို့လိုအပ်တယ်။ငါအိမ်ပြန်ချင်တယ်။အိတ်ချင်တယ်၊စားချင်တယ်။အရှင်လိုမျိုးနာနာနဲ့နေနေချင်တယ်။ရှုပ်တရက်၊ကျမအကြံတစ်ခုရသွားပါတယ်။ဟုတ်ပြီ။ကျမနီကိုကိုအိမ်ပြန်အောင်ပို့ရမယ်။သူ့အဖေကသူ့သမီးကိုတွေ့တဲ့အခါဝမ်းသာသွားပြီးတော့ကျမကိုပါသူ့ရဲ့အိမ်မှာနေခွင့်ပေးထားနိုင်တယ်။သူ့ဘာမှနေလဲလို့အင်းလေးစာကိုကျမနီကိုကိုမေးလိုက်ပါတယ်။သူရဲ့အဖေကကျမအတွက်ပို့ပြီးတော့စိတ်လှူရှားသွားစီပါတယ်။သူတို့အိမ်ကမြို့ပြင်ပတ်မှာတဲ့ ဘတ်ကားစီးဖို့အတွက်ကြတော့ကျမတို့မှပတ်ဆက်ရှိမိနေဘူးအရှိတဲမှာကျမကလည်းဘာအရန်ဆန်နေရောအေးပါငါနဲ့ကိုအင်ပြန်အောင်ပို့ပေးမယ်ဒါပေမဲ့အရင်ဆုံးငါတို့ပတ်ဆက်ရှာမှဖြစ်မယ်ထင်တယ်ဒါပေါ့ကျမလိုကလေးလေးတယောက်ကိုဘယ်သူမှအလုပ်ခံမှာမဟုတ်ပါဘူးဒီခုကိုတော့အလုပ်ခံနိုင်ပါတယ်ဘကန်စီးဖို့အလုပ်သမားလိုအပ်နေကြတဲ့စားတော့ဆိုင်တစ်ခုကိုကျမတို့ဝင်သွားလိုက်ပါတယ်နီကိုနီကိုနဲ့ချက်မြက်တဲ့ပုံစံဟန်ဆောင်လိုက်ငါနဲ့ကိုနောက်ကပြောပေးနေမယ်ဟုတ်ကဲ့ပါနင်ကအဲ့ဒီလိုမပြောနဲ့ ကျွန်မရဲ့အန်တီကဒီဆိုင်မှာအလုပ်လုပ်ချင်လို့ပါဦးလေးရဲ့သူ့ကိုအလုပ်ခန့်လိုက်ပါနော်ဆိုင်ရှင်ကမိဖို့ကြောင့်နဲ့မှအရှင်းစရာပကန်းကြီးအများကြီးနဲ့ကျမတို့ကိုထားပစ်ခဲ့ပြီးထွက်သွားပါတယ်ညခိုးကလူကြီးပုံစံနဲ့တူနေပေမဲ့လည်းသူကတကယ်တော့ကလေးပဲရှိသေးတာအဲ့ဒါကြောင့်သူ့ကို TV ဖွင့်ပြီးတော့ကာတွန်းပဲပြထားလိုက်တယ်ကျမကပဲပကန်းကြီးအကုန်လုံးဆေးပြီးနေခဲ့ပါတယ်ညနေကျတော့ကျမတို့လည်းအရန်ကိုပြင်မနေတာပေါ့အနည်းဆုံးတော့ပတ်စာလေးနည်းနည်းတော့ရှားလိုက်တယ်ညခိုးနဲ့ကျမတို့လည်းညစာတူတူဝယ်စားခဲ့တာပေါ့ ရသာရှိလိုက်တာကျေးဇူးတင်ပါတယ်မမအာ sorry ဟန်နာနီကိုကသူ့ဟာသူစကားရီမှာပြီးတော့သူ့ဟာသူရင်းနေတာကျမလည်းဒါကိုကြည့်ပြီးတော့နှွေးထွေးမှုကိုခန်းစားလိုက်ရပါတယ်ကျမကအခုလူကြီးတယောက်ဖြစ်နေပြီးတော့ကလေးလေးတယောက်ကိုစောင့်ရှောက်နေရတာဖြစ်နေတယ်ပြီးတော့တရင်ထဲမှာကြားလိုက်ရတာက ကျမတို့ညစလုံးကိုရဲရီကအထောက်ဖောက်ပြေးသွားတာကြောင့်အသေးတာလိုက်ရှာနေကြပါတယ်တဲ့သူတို့ကိုတွေ့တဲ့အချိန်ရဲရီကိုအကြောင်းကြားပေးကြပါသိပါပြီငါတို့ဒီဆိုင်မှာထပ်ပြီးတော့နေလို့မရတော့ဘူး ကျမတို့ကိုဘယ်သူမှသိမသွားခင်မှာကျမတို့လည်းဆိုင်ထဲကနေပြေးထွက်လာခဲ့ပါတယ်။ဘတ်စကားမတိုင်စီကိုရှောင်းလာခဲ့ပြီးတော့ဘတ်စကားလက်မှတ်ကိုဝဲဖို့ပတ်စံနေနေတော့ကြံပါသေးတယ်။တနိုင်လောက်ကြာပြီးတဲ့နောက်မှာတော့ကျမတို့ဘတ်စကားနဲ့အတူနီကိုရဲ့အိမ်ကိုရှောင်းလာနိုင်ခဲ့ပါတယ်။ငါမိတို့ရငါ့ကိုပြီးရမယ့်ခရမှာထားပြစ်ခဲ့ရလို့ငါ့အဖေကိုတံပြပြစ်မယ်။ငါ့အဖေတိတော်လို့ကတော့အရန်စိတ်ဆိုးပြီးတော့သူ့အိမ်ဘက်ကမောင်းထုတ်မှာ။အိမ်ထဲဝင်သွားတော့နီကိုကသူ့အဖေကိုပြေးဖက်ဖို့လုပ်ပါတယ်။ဒါပေမဲ့သူ့အဖေကသူ့ကိုဝေးဝေးရှောင်းလိုက်ပါတယ်။ ညီဒီယိုဘာလာလောက်တာလဲငါနေ့ညနာကိုမမြင်ချင်ဘူးတကယ်တော့မိဘမဲ့ခင်ရကိုထားပစ်ဖို့ကသူ့အဖေရဲ့အကြံစီဖြစ်နေခဲ့ပါတယ်အတုံးမချရတဲ့သူ့တမီးကိုသူ့ဘဝမှာမရှိစေချင်တော့ဘဲနဲ့သူ့ရဲ့ဇနီးအစ်တဲ့ဘဝတစ်ကိုစတင်နေတာလေနီကိုလေဝမ်းနဲ့ပြီးတော့ငိုနေတဲ့ချိန်မှာကျွန်မလည်းသူ့ရှေ့မှာပောက်ကွဲလိုက်ပါတယ်ကိုတမီးကတော့မှရှင်ဘလလွတ်နိုင်ရတာလေဒါကတာဝန်မဲ့ရလို့ရပဲနော်မင်းကဘာလဲလာပြောနေရလဲခလေးမှာမိပါဦးငါမင်းကို TV ထဲမှာမြင်ဘူးတယ် ရဲတွေကမင်းကိုလဲရှာနေကြရမလားရဲကိုအခုချက်ချင်းခေါ်ပြီးတော့ခေယားကိုပြန်ပွတ်ပြစ်မယ်လို့ကျမတို့ကိုသူ့အဖေကပြောလိုက်ပါတယ်ဟုတ်ပါတယ်ကျမတို့ထပ်ပြီးထွက်ပြေးဖို့အချိန်မဲပေါ့နီကိုရဲ့လက်ကိုဆွဲပြီးတော့မြင်မြန်ဆက်ဆက်မဲ့ကျမတို့လည်းမြို့ဘက်ကိုပြန်ပြေးလာပါတယ်ဘာလို့ကမှလည်းမသိတော့တလို့ကျမတို့အားလဲကုန်နေပြီနှစ်ယောက်သားအမိုက်ပုံနာမှာပဲထိုက်ပြီးတော့တညတာကိုကုန်းဆုံးမှုအတွက်ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာရင်းနှီးတဲ့အတန်တစ်ခုကိုကျမကြားလိုက်ရတာကြောင့်ကြည့်လိုက်တဲ့အချိန်မှာဒေါက်တာဟောက်စ်ဖြစ်နေရယ် ဒေါက်တာဒေါက်တာကိုတွေ့ရတော့ဝမ်းသာလိုက်တာဘယ်သူလဲငါနာကိုမကန့်နဲ့နော်ငါကကရာတေးတက်ထားတယ်မင်းတို့အားလုံးကိုအပီဖြုတ်လိုက်မယ်အမလီလီခါနာလိုက်တာ ကျမဘာဆရာရဲ့ဟမ်တမီးကဒီမှာဘာလုပ်နေရလဲသူဝင်ကိုကျမတို့ညက်ကိုခေါ်သွားပြီးတော့ကျမတို့လည်းဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေအားလုံးကိုပြပြလိုက်ပါရယ်ဒါဆိုရင်မစ္စတာကလတ်နဲ့မစ်ကလတ်တို့ကတမီးကိုမွေးစားလိုက်ကြတယ်ပေါ့သူတို့ကလူလိမ့်နေဆိုတာအစောကတည်းကသိပြီးသား ကျမရဲ့အာမခံနဲ့ပတ်သက်ပြီးတော့စာရွက်စာရိုက်အတူတွေကိုတော့မှဆရာကလာပြီးလောက်ခိုင်းကြသေးတာအဲ့ဒီတုန်းကသူတို့ကမလုပ်ပေးဘူးဆိုပြီးတော့ညင်းလွတ်လိုက်တာလေအော်ထားဆိုရင်ကျမရဲ့မွေးစားမိပါတွေကစော့ကရက်ကလူလိမ့်နေဖြစ်ခဲ့ကြတာပေါ့ကျမနည်းနည်းလေးပြောင်းလိုက်ပြီးတော့အခုဘာလုပ်ရမလဲဆိုတာကိုသိသွားပြီလေနောက်နေ့မနေ့မှနီကိုနဲ့ဒေါက်တာဟောက်စ်ကိုအိမ်မှာထားခဲ့လိုက်ပြီးတော့ကျမအလုပ်ကိုလုပ်ဖို့အတွက်ထွက်လာခဲ့ပါတယ်ကျမရဲ့ချစ်လက်စားသောမွေးစားမိပါတွေစီကိုပြန်လာခဲ့တာပေါ့နီကငါတို့အိမ်ကိုပြန်လာရဲသေးတယ်ဟုတ်လားဟမ် တက်တက်ရှိတာလားဒါမှမဟုတ်အဲ့လောက်တောင်တုံးအရာလားငါချက်ချင်းရဲခေါ်လိုက်တော့မယ်ရှင်တို့ရဲမခေါ်ခင်မှာကျမရဲ့အပေးယူကိုတစ်ဆက်လောက်နားထောင်ကြည့်ကြပါဦးရှင်တို့ကပတ်စံကိုချစ်ကြပြီးတော့လူလိမ်နေဖြစ်ကြတယ်ဆိုတော့ကျမအားလုံးသိပြီးသားပြီကျမကလည်းငွေကြောင်ရှင်တို့ကိုချင်းကက်ခဲ့တာဆိုတော့ကျမတို့ကအဖြစ်တူတူတွေပဲမဟုတ်ဘူးလားဘာကြောင့်များကျမတို့ကရန်သူတွေဖြစ်နေကြရမှာလဲနှစ်ဦးနှစ်ဖက်ပူးပေါင်းပြီးတော့ပတ်စံဒီအများကြီးကိုရှာကြရင်ဘယ်လိုလဲ အစကတော့သူတို့ကျမကိုမယုံကြည်တဲ့အကြည့်နဲ့ကြည့်ပါတယ်။ပြီးတော့မှနောက်နေ့မှသူတို့ဘန်ဖောက်ဖို့စီစဉ်ထားတဲ့အကြောင်းကျမကိုပြောလာတယ်လေ။ကောင်းပြီလေ။မင်းရဲ့ခန္ဓာကိုယ်ကတိတိလေးဆိုတော့ဘန်ဖောက်တဲ့အချိန်မှာငါတို့အတွက်အကူအညီဖြစ်နိုင်မှာပဲ။သူတို့ဘန်ဖောက်ဖို့အတွက်ဘလိုကြံစီထားရဲဆိုတဲ့အကြောင်းကျမကိုအားလုံးပြပြလိုက်ပါတယ်။ဟာအဲ့ဒီလိုဆိုရင်တော့အကြံစီကအလုပ်ဖြစ်မဲ့ပုံပဲနော်။ဒါပေမဲ့ပြဿနာတခုတော့ရှိနေတယ်။ဘာပြဿနာလဲ။ရှင်တို့တွေဘန်ဖောက်လို့မရတော့ဘူးထင်တယ်။ ဘာလို့လဲဆိုတော့နှစ်ယောက်စလုံးထောင်ထဲယောက်ကြတော့မှလေကျမအတန်ဖန်းဆက်ကိုတက်ထားတာကိုသူတို့ကိုထုတ်ပြလိုက်ပါတယ်ရဲဌာနကရှင်တို့ပြောတာတွေကိုတိုက်ရိုက်နားထောင်နေရနော်အကြခင်မှာပဲရဲဌာနကသူတွေကအင်ကုန်ရှာလာပြီးတော့သူတို့ညကိုဖမ်းသွားလိုက်ကြပါတယ်ထောင်ထဲမှာပျပျော်ကြီးထောင်နှန်းဆောင်လိုက်ကြပါအောင်နော်ဟာဟာဟာအာကျမခြားထဲမှာမပြောလိုက်ရတဲ့ကိစ္စတိတ်ဆိုးစက်နေပါသေးတယ်ဒေါက်တာဟောက်စ်ရဲ့အင်ကထွက်လာတဲ့အချိန်မှာကျမအရင်ဦးဆုံးရဲဌာနကိုသွားခဲ့တာပါ ျမကလေးလိုဟန်ဆောင်ပြီးတော့နေခဲ့ရတဲ့ဆိုတဲ့အကြောင်းသူတို့စီမှာသွားပြီးဝင်ခန်းလိုက်ပါတယ်။ဒါပေမဲ့ကျမဘာဖြစ်စီကမှမခိုးခဲ့ဘူးဆိုတာကိုတော့သူတို့ကိုသိအောင်ပြောလိုက်ပါတယ်။အဲ့ဒီအတွက်တက်တည်ပြပြီးတော့ရာစွေသားတွေကိုလည်းဖမ်းပေးမယ်ဆိုတဲ့အကြောင်းကျမသူတို့နဲ့အပေးယူလုပ်ခဲ့တာပေါ့။အဲ့ဒါကြောင့်ရဲသားတွေကကျမကိုအတန်ဖမ်းဆက်ပေးလိုက်ပြီးတော့သူတို့တိတ်တိတ်လေးနားထောက်ကြတာပါ။ပြီးတော့ဘာတွေဖြစ်သွားလဲဆိုတာပရိသတ်တို့မြင်တဲ့အတိုင်းပါပဲ။ဇာကေမှာပဲနီကိုနဲ့ကျမတို့ကကျမတို့လုပ်ခဲ့တဲ့လုပ်ရက်တွေအားလုံးအတွက်ပြစ်ဒဏ်ကင်းလို့ခွင့်ရခဲ့တာပေါ့။ကဲ ဘာဆက်လုပ်ကြမှာလဲဟန်နာမင်းအဆင်ပြေပြေနေဖို့အတွက်ငါ့ကို service ရတဲ့အတူတွေလောက်ခိုင်းအောင်မလားနောက်ထပ်မိဘမဲ့ခင်ရကိုပြောင်းနေဖို့လေမလုပ်တော့ပါဘူးကျမအခုအရွယ်ရောက်ဖို့အချိန်တန်ပြီလို့ထင်တယ်ကျမကိုဘုရားအတွက်ကိုတာဝန်ယူပြီးတော့နေနေရတော့မှာပေါ့ရှင်းသားတွေကကျမကိုဒီကိစ္စမှာကူညီပေးခဲ့တဲ့အတွက်ကြောင့်သူတို့ရဲ့ agent တယောက်အနေနဲ့အလုပ်လုပ်ဖို့ကျမကိုကမ်းလှမ်းလာပါတယ်ကျမရဲ့အရွယ်ကငငယ်လေးဆိုတော့ agent တယောက်အဖြစ်နဲ့အလုပ်လုပ်မယ်ဆိုရင်ကျမကိုဘယ်သူမှတည်တာမှမဟုတ်ပါဘူး အဲ့ဒါကြောင့်ပဲရဲတင်တန်းကြောင့်မို့ကျွန်မတက်ဖို့အတွက်ဆင်းပေးသွင်းလိုက်ပါတယ်။ဒီစားကင်းမှာပဲအချိန်မှလုပ်တွေကိုလုပ်ခဲ့ပြီးတော့တိုက်ခန်းငါဖို့အတွက်ကျွန်မပတ်စံဒီကိုစူးစမ်းခဲ့ပါတယ်။အမဟန္နာဒီပန်းဟုတ်ကိုပမာထားရမလဲ။နှင်ခန့်ကိုရှူသွားလိုက်လေ။အာညီပါကျွန်မနီကိုကိုမွေးစားလိုက်တယ်ဆိုတာပြောဖို့မိသွားတယ်။ကျွန်မသူ့ကိုတန်ရုံးစင်တွေ့သားမိတဲ့အချိန်မှာသူ့ကိုဆောက်ရှောက်ပေးရင်းနဲ့ကျွန်မကိုကျွန်မလည်းတာဝန်ယူတက်လာတယ်လေ။အခုဆိုကျွန်မတို့ကမိသားစုတွေဖြစ်နေကြပါပြီ။ ိတ်တပွဲအတွက်ရှေးရကိတ်မုတ်တွေယူလာတယ်နော်။ရှေးတမီးကကိတ်မုတ်တွေကြိုက်တယ်။ညီကိုအဲ့ဒီလိုမလုပ်ရဘူးလေ။ဘာပြောရမလဲလို့မှားထားလိုက်။အာကျေးဇူးတင်ပါတယ်ဒေါက်တာ။အာညီပေါ့ဇလန်းကပေးသွားပြီဆိုတော့ဗီဒီယိုကိုရော ပရိသတ်တို့လိုက်လုပ်ပြီးပြီလား။ Subscribe လေးလည်းလုပ်ခဲ့ပေးအောင်နော်။ဇလန်းနဲ့ပတ်သက်ပြီးတော့အထင်မြင်ချက်လေးတွေကိုလည်း comment မှာရေးပေးခဲ့ပါဦး။နောက်ဖြစ်မှာလည်းဇလန်းတက်လေးနဲ့အတူပြန်ဆုံပါဦးမယ်နော်။